ဘုဒ္ဓကုဏံအနန္တဟဝန္ဒမိဤလူဘဝအယတောသည်မြတ်စွာဘုရားရဲ့ဂုဏ်ကိုဤသဒ္ဒယုံကြည်လက်ဆုံးမူ၍ရှ िख ုကတော့ပါဤရှင်ဘုရားဓမ္မကုဏံ အနတအဟဝန္ဒမိဤလူဘဝအယတောသည်တရားတော်ရဲ့ဂုံကိုယီတတယုံကြည်လက်ဆုံးမူ၍ရှေခိုးကြတော့ပါဤရှင်ဖျာတန်ခဂုဏံအနတအဟဝန္ဒမိ ဤလူဘဝအယတော်ဒီတန်ဃာတော်များရဲ့ဂုံမူဤတတယုံကြည်လက်ဆုံးမူ၍ရှ िख ိုးကတော်ပါဤရှင်ဖျာမာတာပိတုကုဏအနန္တဟဝန္ဒမိ ဤလူဘဝအရတောဒီမိဘနှပါရဲ့ဂုံကိုယီတန္တာယုံကြည်လက်ဆုံးမူ၍ရှေခိုးကတော့ပါဤရှင်ဖျာအာစရိယဂုဏအနန္တအဟံဝန္ဒမိ ဤလူဘဝအရတော်သည်ဆရာသမားများရဲ့ဂုဏ်ကိုယ်ဤတဒယုံကြည်လက်ဆုံးမူ၍ရှေခိုးကြောပါဤရှင်ဖျာတတ္တတိရှာရှင်တော်မြတ်ဗျာ တပည့်တော်သည်မတိမလိမ္မာခင်က မိုက်မဲစွာပြမာခဲ့တဲ့ကံတွေရှိခဲ့ပါ၏ထိုကံတို့ဤတတ္တိနှင့်တံပြံမှုအပြစ်တွေပျောက်ချင်းကြုံငါရှင်တော်မြတ်ဗျာဆုံးမကိုခံယူလျက်ရှင်တော်မြတ်ဗျာထံ၌ပင် တောင်းပန်ကြတော်ခြင်းခွင့်ကို ပေးတော်မူပါဗျာ ဖရာတပိတော်တိသံတရမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမာကုန်သောမြတ်စွာဘုရားရှင်ကုတော်မြတ်ကြီးတို့ပေါ်၌၎င်းဘုရားတပည့်တော်သည်တန်တရာစာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမာကုန်သောပိစိကဗုဒ္ဓအရှင်မြတ်ကြီးတို့ပေါ်၌၎င်း ဘုရားတပည့်တို့သည်တန်တရာဆမဆာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကုန်သောအဂါသာဝကယဟန္တာရှင်မြတ်ကြီးတို့ပေါ်၌၎င်းဘုရားတပည့်တို့သည်တန်တရာဆမဆာ၍ယနေ့တိုင်အောင် ဂုံကျေးဇူးကြီးမာဂုံသောမဟာတဝကစသောယဟန္တာရှင်မြတ်ကြီးတို့ကို၌၎င်းဖျားတပိတော်တိတန္တရာစမ္မာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမာဂုံသောမိခင်တို့အပေါ်၌၎င်းဘုရားတပည့်တော်တိတန္တရာစမ္မာစာ၍ယနေ့တိုင်အောင် ုံကျေးဇူးကြီးမားကုန်သောဖခင်တို့အပေါ်၌၎င်းဘုရားတပည့်တော်သည်တန်ត្រာစမစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကုန်သောလိမ္မာဇယံကျူးကြောင်းပြ၍သို့ဆုံးမတတ်သောဆရာတို့၏အပေါ်၌၎င်း ဘုရားတပည့်တော်တိတန်ត្រာစမ္မာစာ၍ယနေ့တိုင်အောင်တီလဂုံတမာတိဂုံပညာဂုံတို့ကိုစီပူဖြည့်ကျင်လျက်ရှိကြကုန်သောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌၎င်းဘုရားတပည့်တော်သည်တန်ត្រာစမ္မာစာ၍ယနေ့တိုင်အောင် ဂုံကျေးဇူးကြီးမားကုန်သောတရားဓမ္မတို့ကိုဟောပြောပြတာဆိုဆုံးမတတ်သောဆရာသမားတို့ဤအပေါ်၌၎င်းဘုရားတပည့်တော်တည်တန်ត្រာစမစာ၍ယနေ့တိုင်းအောင်ဂုံကျေးဇူးကြီးမားကုန်သော ထမင်းတလုံးရေတမုတ်စသည်ဖြင့်ပေကံချီးမြင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်တို့၏အပေါ်၌၎င်းကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသော ထိုပြစ်တို့ကိုပြောက်ပါစီခြင်းကြောင့် တောင်းပန်ပါဤဝွန်ချပါဤကတော့ပါဤအရှင်ဖရာဤသို့တောင်းပန်ရသောဝွန်ချရသောကတော့ရသော ကောင်းမှုကံစေတနာတို့ကြောင့်အလုံးစုံသောဘိယောဂအန္တရာယ်အပေါင်းတို့မှကင်းဝေးပြီလျင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသောတစ္ဆာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့စံဝင်နိုင်သောကို ဖြစ်ပါစေသာရှင်ဘုရားလောကမင်္ဂလာဖျားဖျားတို့သည်လည်းစိတ်ကြံတိုင်းတောင်းတတိုင်းတွေ့ကူလင်းမြန်စွာပြည့်စုံ၍ နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသာရှင်ဖျား